လက်ဆက်ကန်လာမယ်။အမေကရောက်တဲ့ညမှာဈေးကိုတောင်းကြည့်တတ်တယ်ဈေးဝယ်တတ်တယ်။မတ်လ25ရက်နေ့နဲ့လဲဆော့ဆော့ထားကြပြီးဈေးဘက်ကိုလမ်းလျှောက်ထွက်ခဲ့ကြတယ်။အန်ဒလေးမှာလည်းအမေကတစ်နေ့ကို14-15ပြားလောက်တော့လမ်းလျှောက်သေးတယ်။ပုပ္ပန်ဟိုတယ်ကနေအရှိဘက်ကိုတက်တက်လျှောက်ကြတော့ကန်နာကိုရောက်တာပါ။ကန်နာမှာလေအေးတွေတဖြူးဖြူးတိုက်နေတယ်။အဲ့ဒီကန်နာကနေရောက်ဘက်ကိုဆက်လျှောက်ခဲ့ကြတယ်။ ဈေးများက platform ပေါ်မှာတော့ဖျဲသီးတဲ့ grateful star ပဲတွေတွေကိုအရင်မြင်ရတယ်။နောက်တော့အကောင်းကျင်းပေါင်းနဲ့အကျော်တွေတွေကိုတွေ့ရတယ်။ဈေးကိုဖျက်ရှောင်ရင်လက်ကြီးနှောင်းမျိုးမှာနာမည်ကြီးတဲ့စားစရာတစ်ခုကိုမနှက်စားစားဖို့ရှောက်ရှာကြတယ်။ကျွန်တော်တို့ကမနှက်ဆက်တော့ဖေနာမှာဘာစားလို့ကောင်းလဲဆိုတာမသိကြဘူး။နောက်တော့ကိုကျော်ရင်မြစ်ကလက်ကြီးနှောင်းမျိုးသူလို့ထင်တဲ့အမျိုးသမီးကြီးတယောက်ကိုဆန်ခောက်ဆွဲလို့စီချက်ခောက်ဆွဲလို့ရနိုင်မဲဆိုင်တဆိုင် ဖယ်နှားမှာရှိမလဲဆိုပြီးမေးပါတယ်။အဲ့ဒီအမျိုးသမီးညွန်ပြတဲ့ဆိုင်ကတိတ်မဝေးဘူး။ကျွန်တော်တို့ပြန်မဲ့လမ်းနဲ့လဲလားရကတူနေပြန်တယ်။ဆန်ခေါက်ဆွဲဆိုင်ရောက်တော့မှကောင်းကင်ပေါင်းတဲ့အကျော်အမေကအစားချင်တယ်ဆိုတာနဲ့ဈေးထိပ်ကိုတစ်ခေါက်ပြန်ပြီးဝယ်တယ်။မင်္ဂလာဆောင်ကဗနက်၁၇နာရီကနေနေ့လယ်၂နာရီထိကျင်းပါမယ်။မြို့တော်ခမ်းမမှာကျင်းပါမှာပါ။တို့တော်ကကြောက်ကြောင်ကဥစိန်တောင်ဒေါ်ဝင်လိုင်းတို့ရဲ့တာဒေါက်တာထွန်းမင်းခိုင်နဲ့ တို့သမီးကဦးတန်းစွေဒေါ်နော့နဲ့ထွန်းတို့ရဲ့သမီးဒေါက်တာဖြိုးနန္ဒာစွေပါကျွန်တော်တို့ကဦးတန်းစွေဒေါ်နော့နဲ့ထွန်းတို့ရဲ့ဖိတ်ကြားချက်နဲ့မာခဲ့ကြတဲ့ဧည့်သည်တွေဦးတန်းစွေနဲ့ကိုတင့်တို့ဟာ24ရက်6လ2000ရက်ကစင်ပြူကျုံမြို့စာကြည့်တိုင်းဖွင့်ပွဲခရီးတုန်းကကျွန်တော်တို့နဲ့အတူတူခရီးသွားခဲ့ကြဘူးလေအဲ့ဒီအချိန်မှာဥရောပဖလားပွဲကလည်းနောက်ဆုံးပွဲစဉ်တွေကစားနေတဲ့အချိန်ဦးတန်းစွေကစာကြည့်တိုင်းဖွင့်ပွဲအထင်အမှတ်စာပေဟောပြောပွဲနဲ့ follow ပဲတိုက်ရိုက်ပြနေတဲ့ဗီဒီယိုရုံနဲ့လုံးထိုးနေခဲ့ရတယ်။စင်ပြူကျုံခီးစိန်ကဥတန်းဆွေကိုတင့်နဲ့ကျွန်တော်တို့ခင်မင်မှုကိုညင်ရဲကိုအဆက်ညှင့်ပေးလိုက်သလိုပဲ။မင်္ဂလာဆောင်မှာမော်တော်ကားတန်းရှိကြီးနဲ့မြို့ကိုလှည့်ကြတဲ့ရင်ကျေးမှုကမြကြီးနာအထိရောက်နေပါပေါ့။အမေကိုဥတန်းဆွေတို့ကသူတို့ဇနီးမောင်နှံစီးလာကြတဲ့မော်တော်ကားရှိခန်းမှာနေရာယူနေတယ်။မင်္ဂလာဆောင်ခန်းမကိုမီးလင်းမှုနှိုးထားတဲ့အင်ဂျင်ဆက်တံကို အရင်ဦးဆုံးကြားရတယ်။မြို့တော်ခမ်းမအဝင်မှာရင်တန်းကြီးရက်တန်သွားတယ်။တော်တော်ကြားတယ်။ခမ်းမအဝင်မှာရွှေကြိုးသားနေကြတာတဲ့။မင်္ဂလာဆောင်ခမ်းမတွေကိုဝင်လိုက်တော့သပွဲကလန်ထိုင်တွေခင်းထားတာအများကြီးပဲ။မိကတဖက်မိကျောက်ဖောင်မျိုးကလည်းလက်ကြီးနာကိုလာကြဖို့ဆိုတာသိလွယ်တော့မဟုတ်ဘူး။ဒီစပွဲတွေပြေပါမလား။ခမ်းမမှာတို့တို့သားတို့သမီးနာမည်နဲ့မင်္ဂလာဧကံဝဲစာလုံးက ခမ်းမကျဲကြီးနဲ့လိုက်ဖက်ပြီးထဲဝါလာတယ်။စာလုံးဒီဇိုင်းကခင်မီနေလို့အခမ်းအနားပြင်ဆင်တဲ့လူကိုစိတ်ထဲကချီးကျူးမိတယ်။ကျွန်တော်တို့ကိုအခမ်းဝဲရဲ့ရှေ့ပိုင်းသားမှာနေရာချတာပြီပဲ။မိတ်ဆွေတွေနဲ့စကားပြောလို့ရအောင်။တီးဝိုင်းနဲ့ဝေးတဲ့ဘေးဘက်ခတ်ကြကြစပွဲပါပဲ။နေရာယူကြတယ်။ရှေ့နေဦးခင်မောင်။ဆရာမေမျိုးစွေလေးတင်နွမ်းလွေရင်းငယ်ကျော်မတို့ကအခမ်းထားတယ်လေ။ကျွန်တော်တို့စပွဲကိုကပ်အုပ်ထုတ်ဆောင်လာတဲ့လူငယ်တယောက်ခေါ်လာပြီး ။တင်တန်းလွင်ကမိတ်ဆက်ပြီးတယ်။ဒါကဗျာရီဝတ္ထုတွေရေးနေတဲ့လင်းဝေတော်မြင်ကြီးနာပဲ။ကျွန်တော်ကလင်းဝေတော်ကိုလက်ဆွဲနှုတ်ဆက်ကြတဲ့အခါတရားကြောင်းတယောက်ပြန်တွေ့ရတယ်လို့လက်ဆွဲနှုတ်ဆက်ပါတယ်။အင်္ဂလိပ်စာဌာနကဆရာဦးစောထုံးကလက်ဆွဲနှုတ်ဆက်တဲ့အခါမြင်းမြင်းမြန်မြန်နဲ့စိတ်ပါလက်ပါနှုတ်ဆက်ဖို့တင်ထားဘူးတာသွားတတိယတယ်။လင်းဝေတော်မြင့်ကြီးနာရဲ့ဝတ္ထုတို့တွေကို beauty ရှင်မြူတွေမဂဇင်းတွေထဲမှာဖတ်ဘူးတော့ဗော။ လူငယ်လေးကတက်သွဲလဲလဲရနဲ့ခေါင်းကိုခရုံးတုံးထားတယ်။အင်္ဂလန်ပရီးမီးယားဘောလုံးပွဲကဘောလုံးသမားတွေကိုများအားကျနေရောသလား။မင်္ဂလာဆောင်မှာတနအီနီနီလောက်ဧကန်ပြီးရင်တန်ခန်နီးမှာကဗျာဆရာမဒေါခင်လေးမြင့်နဲ့တွေ့ဆုံနှုတ်ဆက်ရသေးတယ်။ဇေကဲမုံကိတ်မုံရနံ့တွေတင်ပြန်တဲ့မင်္ဂလာဆောင်ကြီးပါပဲ။ဟန်နလေးကမင်္ဂလာဆောင်တွေလိုပါပဲ။မိတ်တင်ကားတွေကတဖွဲဖွဲလာကြ။မုတ်တွေနဲ့လာသမျှမိတ်ဆွေတွေကိုတီးခဲကြတာလေ။ တိတ်မကြခင်မှာပဲခင်းထားတဲ့ဇပွဲတွေမှာမိတ်ဆွေတွေနဲ့ပြည့်သွားတယ်။ဦးတန်းစွေကသူ့ရဲ့မိတ်ဆွေမန္တလေးကစီဇက်ပိုင်ရှင်ဥက္ကမောင်ကြီးမိသားစုနဲ့အတူကျွန်တော်တို့ကိုမျိုးတဲကချစ်တီထမင်းဆိုင်မှာနေလေသာဝင်စားနိုင်ဖို့စီစဉ်ထားတယ်။နေလေစားစားပြီးရင်ဘင်ကားနှစ်စီးနဲ့လင်းဆောင်ကိုသွားကြဖို့ခရီးစဉ်လဲဆွဲပေးလိုက်တယ်။ဒီတော့ပုတ်ပါဟိုတယ်ကိုပြန်ပြီးအုံစားလဲကြရတာပေါ့။ညကြီးနာခရီးကို လွန်ခဲ့တဲ့၁၄ငါးနှစ်ကျော်ကသာသွားခဲ့ရင်တောင်းပေါ်ဖားကန့်တာမခန်မော်လူစရဲ့အမည်နာမတွေအရေကြောက်အသားကြောက်တောင်းစကားတိန်စကားတိန်ဆယ်ကနန်းရာကနန်းတွေညံနေအောင်ကြားနေကြမှာဖြစ်ပါတယ်ဒီတခါတော့မြောက်ပိုင်းသားတွေရဲ့ပါဇက်မှာကြောက်စိမ့်အကြောင်းပြောကြတာတိတ်မကြပါဘဲရွှေရွှေရွှေစင်းထက်နေကြတယ်ကျွန်တော်တို့သွားခဲ့ကြတဲ့ဂရိန်တော်မှာလဲရွှေဖောင်တွေနဲ့ တရုတ်အင်ဂျင်ဆက်တံတွေညံနေတယ်။တန့်စင်တဲ့မြေကြီးထဲမှာဒီဇယ်တွေဖိတ်ဆင်ခဲ့အင်ဂျင်ဝိုင်းတွေယိုစီးခဲ့နောက်ကျစ်ခဲ့ပြီးအခုသွားမဲ့မြေဆုံပါရောမြင့်မီပါမြင့်မင်းအရာကိုမြမပြည်ရဲ့ပင်မသွေးကြောကြီးလို့ကမုန်းတက်ခဲ့ကြတယ်။အေယာဝရီဟာဥကပေါက်တာမဟုတ်ပါဘူး။တွင်းကထွက်တာလည်းမဟုတ်ဘူး။ကိုလာလည်းဆယ်လောက်ပါမဟုတ်ပေမဲ့သူ့မှာအမိရှိတယ်အဖရှိတယ် ဇာတိရှိတယ်ပုံညာရှိတယ်အစဉ်လားရှိတယ်တမိုင်းရှိတယ်တိခတ်မှုရှိတယ်အိမ်ကြီးရှိတယ်ပြီးတော့လောက်အားရှိတယ်မြင်းမင်းအေယာဝရီယာတတ်တော်ရှိမြင့်ဖြစ်တယ်ကုံစီတွေတန်ကလေးတန်းနဲ့ချီပြီးတဲ့ပိုးခဲ့ပြီးကြောင်စိမ့်တွေအဖိုးရံတစ်တွေဝါးတွေချိန်တွေစင့်ထဲစင့်အိုးတွေစားတော့ကုံစီတွေလူသုံးကုံစီတွေသူ့ကြောနဲ့တဲ့ပိုးခဲ့ပြီးရွှေတွေရွှေဖြူတွေ ့ဝမ်ပိုက်ကအန်ထုတ်ပေးခဲ့ပြီးဟိမဝနာတောင်တန်းကြီးရဲ့ညီတွေနှမတွေဖြစ်ကြတဲ့ခါကာဘူဝါစီရှီရင်ကလာရာစီကန်လန်ရာစီဖုန်ကန်တောင်တွေဘက်မှာမြမေးအေယာဝရီရဲ့ဘိုးတွေဘွားတွေရှိခဲ့အေယာဝရီကတော့ဦးကြီးတွေဒေါ်ကြီးတွေရှိခဲ့တယ်။နန်းတမိုင်ချောင်းတက်လဝန်ချောင်းတကူဝန်ချောင်းလဝန်ကွတ်တီချောင်းမက်ရမီချောင်းတို့စုပေါင်းပြီး မေခနဲ့မလိခာမျက်နှာတွဲဖြစ်လာခဲ့ကြတယ်။မေခနဲ့မလိခာကမြင်းကြီးနာရဲ့မြောက်ဘက်28မိုင်အကွာမှာလာပွေဖက်ခဲ့ကြတယ်။တံပြဲရွာနားမှာပေါ့။ရစ်စုံလို့ဘာလို့နာမည်တွင်ရသလဲ။တံပြဲရွာကနာမည်ပိုမကြီးသင့်ဘူးလား။မြစ်ပွေ၊မြစ်ဖက်၊မြစ်ပွေဖက်၊မြစ်လက်စုံ၊မြစ်လက်တွဲ၊မြစ်ခဟီ၊မြစ်ပေါင်း၊မြစ်စုံကြီး၊မြစ်စုံမရောက်ခင်ရှုခဲတာတနေရာမှာ။ ကားရရင်အတွေးခရီးထွက်နေမိရဲ့မြင့်ရီကတငိမ့်ငိမ့်နဲ့အိမ်ကြီးကောင်းနေတယ်။ကြောက်ဆောင်တွေအပွင့်ကျန်းတဲ့တဲတောင်တွေဝုံးများတဲ့ဒေသမှုထူထပ်တဲ့သစ်ပင်တွေမိခနဲ့မလိခကိုဟောရီမှာဟောရီလိုရှိရတယ်။ဒီနေရာမှာဒီလိုဆင်းရတယ်ကွ။ဒီပိုင်းကျတော့ခွေလိုက်အောင်နဲ့လမ်းညွန်တင်ပြပေးနေတဲ့လောက်ဦးစရာတောင်တန်းတွေကလည်းရင်ခွင်အနှံ့မှာအထက်ထက်ကျွန်တော်ကအခါကားဘူရာစီတောင်ပေါ်က အရေးပြောကြလာတဲ့ရေခဲကြီးအချောင်းထဲမှာဒီနေ့ကျွန်တော်တွေ့ကြုံခံစားနေရတဲ့မြမပြည်နဲ့ဆိုင်တဲ့ခံစားမှုတွေကိုစက္ကူတရွက်ပေါ်မှာရေးပြီးပလင်းတစ်လုံးနဲ့ထည့်ညွှန်ချလိုက်မယ်။ဘယ်လူမျိုးဘယ်အသက်အရွယ်ဘယ်ဘာသာဝင်တွေပဲဖက်ဖက်ကြားမမရွေးကျွန်တော်ခံစားချက်တွေကိုဖတ်မိပြီးသဘောတူရင်စက္ကူရဲ့နောက်ကျောင်းမှာအမှန်ချစ်တစ်ချစ်ချစ်လိုက်ုံပါပဲ။သဘောမတူရင်ချစ်ချေခတ်ပြီးရောက်ရအရက်ကဒီပလင်းကိုဆက်ညှောကြရုံပါပဲ။ ဒီစက်ကူပေါ်မှာအမှန်ချစ်တွေနဲ့ချက်ချေကတ်တွေဘယ်ဟာကပိုများလိမ့်မလဲမြစ်တွေဟာအเจ้าမဲ့အတိတ်ပဲမဲ့စီးဆင်းနေကြတာမှမဟုတ်ပဲမြင်းကြီးနာမျိုးကိုဖြတ်သွားဖို့ဝိုင်းမော်မျိုးကိုဖြတ်ဆင်းဖို့စင်ပေါ်ကိုဖြတ်သွားဖို့ကတာမျိုးကိုဖြတ်သွားဖို့ထီးချိုင်မျိုးကိုဖြတ်သွားဖို့သူ့မှာခိုင်လုံတဲ့အเจ้าတရားတွေရှိတယ်မြစ်ပြင်ရဲ့အောက်ခံကျမ်းပြင်ပတ်ဝန်းကျင်ကတောင်တွေမြေမျက်နှာပြင်တွေက မြစ်ကိုကိုးစီကောက်စီဖြောက်စီခဲ့တယ်။ကျင်းစီကျဲစီခဲ့တယ်။တိမ်စီနက်စီခဲ့တယ်။ရေစီမြန်စီနှိမ့်စီခဲ့တယ်။လက်ဒီဝင်ကန်ဆိုတာကန်ကျင်လို့ကန်ရှာတော့မှမဟုတ်ပဲ။ပဝန်းကျင်ကပြုပြင်လန်းကြုံထိမ့်ကြောက်လို့ဖြစ်လာရတာလေ။မြစ်ဆောင်ကိုအသွားမှာကျွန်တော်တို့ကားကနောက်ကဦးခင်မောင်ကြီးတို့ကားကရှေ့ကသွားတယ်။အစင်းတက်တီအကွေအောက်တွေအမျိုးမျိုးကားလမ်းကတိတ်တော့မချုံးမွေလောက်ကျဲလေမကျဲလောက် ကားနှစ်စင်းရှောင်းရင်နှစ်စင်းလုံးရဲ့ညာဘက်ဘင်းတွေကလမ်းနေပြီးချပေါင်းရတယ်။ဒီလိုပေါင်းရင်ဖုံလုံးတွေထနေရခဲ့ရော။ကြံကောင်းကြံရကတ္တရာလမ်းပေါ်ဈိုက်အကြီးအသေးကိုရှောင်းလို့မလွတ်လို့ရှောင်းမနေတော့လို့မောင်းချလိုက်ရတာလေခဏခဏ။ကျွန်တော်တို့ကားကရှေ့ကကားကိုမမီတာလား။ဖုံတွေမှော်မှဆိုးလို့နောက်ကတမင်ပဲခြံမောင်းတာလားမသိ။ကချင်ရိုးရအင်္ဂလီတွေဖျားရှိကိုကြောင်းတွေ လဝါကတိုင်ဖြူဖြူလေးကတ်ထားတဲ့တဲတွေအိမ်တွေစပိန်စီပြီးခရီးသွားနေကြသူတွေမော်တော်ဆိုင်ကယ်၃၄စင်းကိုရှောင်ခွင်းပြီးမြေဆုံကိုလာခဲ့ကြတယ်။မြေဆုံအဲအိတ်သာတို့တမိုင်းလိုရေးထားတဲ့အဝါအနှက်ကြားလမ်းညွန်ဆိုင်ပုံမှာမြကြီးနာတို့၂၈မြင်းဆောင်နှစ်မိုင်းဆွန်ဘရာဘွန်တရခုံမြင်းဆောင်၆မိုင်းပူတာအိုတရ၉၀မြင်းဆောင်၆မိုင်းကလမ်းမှာတော့ရှေ့ကန်ကလိုက်ထိုင်လာတဲ့ အမေနဲ့ကားဆရာလေးတို့စကားတွေအပြန်အလှန်ပြောလာကြတယ်။ကားဆရာလေးခင်ဗျာကားလေးမောင်းရသေးတယ်။အဲ့လမ်းကြောင်တောင်ဝင်လဲယူရသေးတယ်။အမေမေးသမျှဖြစ်ရင်သူကထူးခြားတဲ့အဆောက်အဦရွာတွေကိုညှို့ပြတယ်။အမေကမှတ်စုတအုပ်နဲ့မှန်ရင်ကျွန်တော်တို့မျက်စုံကိုဥတီခဲကြပြီ။လမ်းမှာတွေ့တဲ့ရှုခင်းတော်နေရာမှာကျွန်တော်တို့ဆင်ပြီးဓပုံရိုက်ကြ။ရှုမြော်ခင်းတွေကြီးနေရခဲ့ကြတာကြောင့် ဥက္ကမောင်ကြီးတို့ကကမြေဆုံကိုအရင်ရောက်နေတယ်။ကျွန်တော်တို့ရောက်တော့ဥက္ကမောင်ကြီးတို့ကတဲတောင်ပြင်ကိုဖြတ်ပြီးဇောက်ခဲတောင်ပြင်ကိုရောက်နေကြပြီ။ဓပုံရိုက်နေကြပြီ။ကားရက်လိုက်တော့ကျွန်တော်ကကားဆရာလေးကို စကားတခုတွတ်တွတ်ကပ်ပြီးပြောလိုက်တယ်။အမေကိုစောက်ခေါ်တွဲကြထိမ့်ပေးကြရတယ်လေ။မဆောက်တဲ့ကမ်းမကနေတဖြည်းဖြည်းဆင်းကြရတယ်။ကြောက်ခဲအရွယ်အစားစားအသွေးအရောင်အမျိုးမျိုးကိုဖြတ်ပြီး ရင်းရင်ရှိတာကို အရင်သွားလိုက်တယ်။ဟောရီနေရာဟာအေယာဝတီရဲ့ဇာတိချက်ကျွေးဝေးရံမြေပဲ။မြင်းနှစ်ခုစုံရာကိုတက်တက်မျက်နှာမူရင်းဘယ်ဘက်ကမေခမြစ်လဲဘယ်ဘက်က မလိခမြစ်လဲငငယ်ကတင်ဘူးတဲ့ပထဝီသင်္ကန်းစာကိုပြန်နှွေးတယ်။မှတ်ညံကအေယာဝတီမြေကြီးထက်အေးဆက်နေခဲ့ပြီ။နှစ်ခုတည်းကတစ်ခုခုကိုရွေးရတော့မယ်။စဉ်းစားပေမဲ့ဘလို့မှမပေါ်တော့အရင်တစ်ခေါက်ရောက်ဘူးတဲ့ ကိုကျော်ရင်မြစ်ကိုပဲမေးရတယ်လေကိုကျော်ရင်မြစ်ကဘယ်ဖက်မြစ်ကမေခညာဖက်မြစ်ကမလီခတဲ့ကြည်စမ်းပါအောင်သူပြောလိုက်တော့လဲကွက်တီးပဲသူလဲခေသူမဟုတ်ဘူးဒနာမဂ္ဂဇင်းမှာမျက်နှာပုံဆောင်မတွေရေးနေသူပဲကိုကျော်ရင်မြစ်ကပြောပြတော့ကျွန်တော်ရေးစရာတခုကိုတွားသတိရတယ်ဘိုးအေဖွားအေဆိုတာမျိုးကိုချစ်ကြတဲ့မျိုးမဟုတ်လားရှေးအဖိုးကြီးအဖွားကြီးတွေဟာအများအားဖြင့်တော့စာမတက်ကြပါဘူး စာကိုတင်ရကောင်းမှန်းသာသမီလက်ထက်ကြမှာတိကျသူတွေရှိသလိုရေးကြမှာចောင်းထားနိုင်ကြသူတွေပါရေးကចောင်းသွားတယ်ဆိုရင်ပဲဘွားရည်ဖြစ်သူကသဘောတွေကြလို့ပညာတတ်ကြီးဖြစ်မဲ့မျိုးကိုမြင်အောင်ကြည့်ရလေတနေ့ကျတော့ယာနီနာချင်းကမိတ်ဆွေတွေလာတော့ဘွားရည်ပြီးပြီးကြားကျင်တော့မျိုးကိုခေါ်ပြီးဧည့်သည်တွေရှိမှပွဲထုတ်ပါတယ်ငါမြေဦးလေးတို့ဒေါ်ကြီးတို့ကိုဖွားဖွားနဲ့ပဲစာလုံးပေါင်းပြလိုက်စမ်း ဆိုတော့မြင်းဖြစ်သူကဘွားရေးချဘွားဝတ်စနှလုံးပေါက်ဘွားခင်ရင်ငတ်သက်ခင်မဖွားခင်လို့အစလုံးပေါင်းပြတော့ချစ်စံတတ်တော်အလွယ်လေးလို့မှတ်ချက်ချပါတည်းဘိုးကြီးကလည်းအားကြမခံကြွားပြန်တယ်။ငါမြေဟောတာပါလဲသိတယ်မဟုတ်လား။စာလုံးပေါင်းပြလိုက်စမ်း။ဆိုပြီးသူ့အနာကတူမီတနတ်ကိုပြတည်းဒီတော့မြေဖြစ်သူကတဝေထိုးတနတ်ရေးချငတ်သက်တိုင်း ဝတ်စာနှလုံးပေါက်ဒိုင်းလို့စာလုံးပေါင်းပြတော့ဘိုးကြီးဖြစ်သူကလည်းသဘောကျလုံးလို့အမလီဘိုးမှန်မအောင်မယ်ကွဲတဲ့ယခုလဲကိုကျော်ရင်ဖြစ်ကညာဘက်ကမလီခမြဲ့ဘယ်ဘက်ကအမေခမြဲ့လို့ပြောပြီးအမေတို့ပြန်သွားနေကြပြီးမြကြီးနာတနိုင်းရှင်ပွေရန်ခရီးကပြန်လာမှဇထောင်းပေါ်မှာကိုညုံကျွန်တော်မျက်စုံမှာပြောတာမှားသွားတယ်ဘယ်ဘက်ကမလီခညာဘက်ကမေခ တတော်ကိုလည်းပြောလိုက်အောင်တတော်ပါအမှတ်လွဲသွားတယ်တဲ့ကိုကျော်ရဲ့မြစ်ကိုကြည်စံတက်တော့အလွယ်လေးလို့မှတ်ချက်ချရမလားအမလီဘိုးမှန်မအောင်မဲ့ကွဲလို့ချီကျူရမလားမသိရင်းဆောင်ကကြောက်ခဲလက်လာလေးတွေကိုအဲ့တဲ့တွေကအမှတ်တရကောက်ခဲ့ကြလိမ့်မယ်ကောက်ကြတာချင်းအတူတူရည်ရွယ်ချက်ကအမျိုးမျိုးအမေရိကန်ရောက်ပကြီးစရာကိုအောင်တိတ်ကတော့မြန်မာပြည်ကိုအလွမ်းဖြေဖို့ရင်းဆောင်ကကြောက်ခဲဝိုင်းဝိုင်းလေးကို ဒေါ်လာတတော်များများပေးပြီးဝယ်သိမ်းခဲ့တဲ့သူ့အတွက်ဒီကြောက်ခဲလေးကိုမြင်လာရရင်မြမပြည်လွန်တဲ့ဝေဒနာအတော်အတန်သက်သာတဲ့လေကြောက်ခဲလေးတွေကပုံသဏ္ဍာန်အမျိုးမျိုးဝိုင်းဝိုင်းလေးတွေရှင်မြမြလေးတွေကြားချက်ချက်လေးတွေတချို့ကလုံးလုံးဝဝလေးအယောင်တွေကလည်းကြက်ဥနှင်းဖြော့ဖြော့နုနှင်းခန့်ညင်ညက်တချို့ကကြွေရောင်တချို့ကငုံးဥလိုအကြအဆက်အပြောက်တွေနတ်မောင်မောင်ပြောင်ချောချောလေးတွေရော ချောကလက်အရိုင်းလုံးလိုဟာလေးတွေလည်းရှိတယ်။ချွတ်ဆေးသုံးထားတဲ့ထန်းချက်လိုအရောင်တွေရောစိမ့်လိုက်ပြာလိုအရောင်တွေရောစုံလို့ကြောက်ခဲတွေအများကြီးတဲကအလှဆုံးဆိုတာလေးတွေအရောင်ဆုံးလိုက်ကောက်နေမိတယ်။ပြီးတော့အရွယ်လည်းတိတ်မကြည့်ချင်ဘူးမန္တလေးထိတဲရမှာကောက်ရင်ကောက်ရင်နဲ့လက်နဲ့မဆန့်ကျင်တော့ဘူး။ဒါနဲ့ကောက်ထားတဲ့အထဲကအရောင်စင်တာတစ်ခုလျှော့ပြီးနောက်တွေ့တဲ့လှတဲ့ကြောက်ခဲလေးတွေကောက်ယူခဲ့တယ်။ ချိန်နှလန်းလောက်လှမ်းလိုက်ပြန်တော့ဟော သူ့ထက်လာတာလေးတွေ့ပြန်ရောဒီလိုနဲ့တခုကိုမပြစ်ခဲ့ချင်တာနဲ့ကောက်ခဲရင်ကောက်ခဲစောက်ခဲတွေကများလာတယ်ကိစ္စမရှိလက်ဆောင်ပေးရမယ့်သူတွေကအများကြီးလူတို့ကိုစိန်ဝင်ဦးလေးကိုရဲလေးကြပြဆရာအောင်မှုတို့ကိုစုငတ်ကိုနေဝင်းမြင့်ဆရာညီစိန်ပင်ကြွကြွအိတ်ထဲမှာစောက်ခဲတွေကများသည့်ထက်များလာပြီအလိုအရက်ပလင်းခုံတစ်လုံးကို ရိုက်ခွဲထားပါလားညမောင်နဲ့မဲမဲလမ်းလျှောက်တဲ့သူဒါမှမဟုတ်ရေတိုးခါစရေစင်းချိုးတဲ့လူတယောက်ရောက်တော့ရှာတော့မှာပဲကျွန်တော်ကအလားပါရှိတဲ့ကြောက်ခဲတွေတလုံးပြီးတလုံးဆွဲဖယ်ပြီးလက်လေးလုံးလောက်ခြိုက်ကလေးတစ်ခုဖြစ်အောင်လှုပ်လိုက်တယ်။တလင်းခွဲနဲ့အစအနာတွေကောက်လို့ရသမျှအဲ့ဒီခြိုက်ခွက်လေးတဲ့ထက်ကြောက်ခဲကြောက်လုံးလေးတွေနဲ့ဖုံးလိုက်တယ်။အဲ့ဒီလိုဖို့ရင်ဒီပလင်းဟာလွတ်ကျလို့ကွဲတဲ့ပလင်းလား ပလင်းတလုံးသူ့နေရောင်နဲ့သူအတုံးဝင်ပါလျက်ပက်ဆန်ပေးတော့ပြီးအရက်ကမတန်လို့ဒီပလင်းကိုခွဲပြစ်တာလားဒါမှမဟုတ်အကျဉ်းနှံ့မှုတစ်ခုအတွက်ပလင်းကိုပေါက်ခွဲပြီးဖောက်ပေါက်ရှာထားတာလားပလင်းခွဲရင်တော့မှဇလန်းတစ်ပုတ်တော့ရှိပေလိမ့်မယ်လို့တွေးမိတယ်ဟောရီကြောက်ခဲပြပြလေးကသမီးရွှေပြည်ဆိုရဲ့ဆရာမအတွက်ဟောရာကစာရေးဆရာမမဝင်ဖို့ဒါကမတ်ကိုဖို့ဟောရာလေးတွေကမိမောင် ရင်ရင်နုမြို့တာမက်ရထိုးတို့ကိုဒါက VEC ဒေါ်ဝင်းဝင်းမိဖို့ဒါက NCC ကဒေါ်အေးအေးတန်အတွက်ဒါမက်ခင်လေးဖို့ဒါကပကြီးကိုလင်သိမ့်ဖို့ဒါလေးကကိုစိုးဝင်းငိမ့်အတွက်ဒါကပကြီးကိုခင်မောင်ဆန်းပကြီးကိုတင်မောင်ပကြီးညီညီဆရာတော်ဦးပညာပကြီးဆိုင်းအောင်ဝန်အတွက်ဒါကများသောအားဖြင့်တော့ကြောက်ခဲက ုံးလုံးလေးတွေထက်ခက်ပြပြလေးတွေကောက်ခဲ့ဖို့အမေရတဲ့နေကျွန်တော်ကတော့ကြောက်ခဲအောင်လက်ဆောင်ပစ္စည်းတစ်ခုအနေနဲ့လှဖို့ပဲတတိရတယ်အမေစိတ်ကူကဒီကြောက်ခဲလေးတွေဟာစာရေးစပွဲပေါ်မှာဆက်ကူဖိဖို့အပြင်မိပြက်ရင်ဖျောင်းနိုင်တဲ့ထုံးဖို့လည်းအတုံးကြတယ်တဲ့ဆရာသမားတွေတငယ်ချင်းတွေမိတ်ဆွေတွေကိုတတိယရင်လှပိဆိုတဲ့ကြောက်ခဲတွေလိုက်ကောင်းရင်ကောင်းမြေပေါ်မှာထိုင်နေကြတဲ့ကလေး၃ယောက်တောင်ရောက်သွားတယ်။ကလေးတွေက ကျွန်တော်နဲ့ကိုကျော်ရင်မြင့်သူတို့နားရောက်တော့မျက်နှာမကောင်းကြဘူးစိတ်အနှောင့်အယှက်ဖြစ်နေကြပုံပဲစကားသမီးပြောကြည့်တော့လေတိတ်ပြောစင်ကြပုံမရဘူးမလဲတာလို့ပြောရတဲ့သဘောမျိုးမြစ်ထဲမှာတော့ရွှေဖောင်လုတ်သားတွေအလုံးများနေကြတယ်တိတ်စိတ်ဆက်တန်တွေလည်းညံလို့စကားတိတ်မပြောချင်တဲ့ကလေးတွေနားကခွာပြီးခက်လန်းလန်းမှာရေငုပ်လိုက်ရေကူးလိုက်လုံနေကြတဲ့ကလေးတွေစီကိုရောက်သွားတယ်ခြေရင်းငုပ်ပြီး ငါးလေးတွေကိုကုန်းပေါ်ပြစ်တင်နေကြပါလား။ဈေးထဲမှာခြားတိတ်လေးရောက်။ကုန်းပေါ်မှာငါးတွေလိုက်ကောက်တဲ့ကောင်လေးကတက်ရောက်။သူတို့ကိုစကားစစ်ပြီးပြောကြည့်ဖို့တော်တော်ကြောင်ဆောက်ပါရဲ။ကားတို့ဘာလုပ်နေကြလဲ။ငါးကိုရမ်းနဲ့ခွဲတာလေ။ဟုတ်လား။ဘာငါးတွေရတယ်လဲ။ဒီနေ့တိတ်မရဘူး။ရင်းပေါင်းစာလေးတွေပဲရတယ်။ရန်ကဘယ်လိုဝယ်ရသလဲတလုံး900တဲ့နှစ်ခါခွဲလို့ရတယ် ငါးတပိတ်သာဖယ်သေးလဲ900ပါဖယ်ရွာလာကြတလဲတံပြဲရွာကွာအခုရလာတဲ့ငါးတွေဘယ်လိုခွဲယူကြမလဲငါတို့ကငါးတွေရောင်းပြီးမှပက်ဆံကိုခွဲယူကြမှာအဲ့ဒီပက်ဆံတွေဘာလို့ဖြစ်မလဲမမေ့ကိုပေးရမေးဩဟုတ်ပြီဒါပဲတံပြဲရွာက9တန်း6တန်း4တန်းကျောင်းသားလေးတွေစဉ်းစားကြပုံကသိလက်တွေ့ကြနေရဲ့ဟုတ်တယ်လေ ဘာလို့ငားတွေကိုခွဲယူကြမလဲငားတွေကိုရောင်းပြီးပက်ဆံကိုခွဲယူကြမှာပေါ့ကျွန်တော်ကစိတ်ကူးရင်တမသူတို့ရမ်းနဲ့ခွဲလို့ရတဲ့ရင်းမောင်သာငားလေးတွေက350ကိုမရှိတော့သေးဘူးတံမြဲရွာသားခလေးတွေနဲ့စကားပြောနေတော့မှဆက်တန်းစူးစူးညံညံနဲ့ပဲချိတ်တစ်စင်းဝေခမြက်ဘက်ကိုဆက်ကုန်ဖွင့်သွားတယ်ရွှေဖောင်တွေပဲချိတ်တွေကြောင့်ဒီခလေးတွေငားမရကြလားကျွန်တော်ကတော့ရမ်း900ဘူးရင်းထားတဲ့သူတို့လေးတွေ အရင်ကျေစီခြင်းနဲ့အမျက်ပေါ်ရင်တော့အတိုင်းထက်လုံးမော်ခုနကကျွန်တော်တို့နဲ့စကားမပြောချင်တဲ့ခြားတိတ်တွေကလည်းငါဟောက်ရမ်းနဲ့ခွဲဖို့လာကြတဲ့ခြားတိတ်တွေပါပဲဒါပေမဲ့မျက်နှာစိမ့်တွေရှိတာနဲ့သူတို့ရဲ့ရမ်းကိုမခွဲကြတော့ပဲပြန်ရင်ဘာကြဟန်တူလဲသူတို့ခင်ဗျာကျွန်တော်တို့ကြောင့်ငါဖမ်းပြတ်သွားရရှာတယ်ကားဆရာကိုကော်ဖီတောက်ဖို့စိုင်းတဆိုင်အရှာခိုင်းတော့ကားဆရာကကချင်မျိုးသမီးလေးတွေဦးစီးတဲ့စိုင်းတဆိုင်ကိုခေါ်သွားတယ် ဝါထည်အနီးဝက်လုံးတွေနဲ့စောက်ထားတဲ့ဆိုင်ကလေးပါ။ဒါပေမဲ့ပလတ်စတစ်ကလထိုင်ရင်ကျင်းမှုကတော့မြစ်ဆောင်ကဒီဆိုင်လေးကိုရောင်းနှစ်နေပြီ။ဆိုင်ထဲမှာလည်းကော်ဖီမင်း၊ကွေကာအုပ်၊စီကရက်အရက်၊ဆက်ပြာမုတ်၊မွှေးရဆိုင်ကြော်ညာပိုစတာတွေကပြုံးဆဆပြည်တည်တည်နဲ့မျက်စိလွှဲလို့မလွယ်ဘူး။ကိုခင်မောင်ကြီးမိသားစုနဲ့ကျွန်တော်တို့အခွဲ့ကော်ဖီမင်းမှာတောက်ကြတယ်။ကျွန်တော်တို့ရဲ့အရှိတ်ပဲစပွဲမှာတော့ရမကလူနေ၅ယောက်ဝိုင်းဖွဲ့နေကြတယ်။ သူတို့ကမြင့်ကြီးနာကလာကြရန်တူတယ်။ကားရက်တုံးကကားဆရာလေးကိုအမေမကြောက်အောင်တိုးတိုးပြောခဲ့ပေမဲ့သူကတော့ပွပွင့်လင်းလင်းပဲ။ဘောဝန်သားကကုံသွားပြီတဲ့။ဇာပြည့်ဦးစုံညွန်တို့အဖွဲ့ကမင်းညာကဗလာမင်းတင်တရားထိတ်မှတွေ့ကြတော့ညစ်ဆောင်ကဝဝန်သားစားခဲ့ရကြောင်းပြောတော်လို့လေ။ထူထူဆန်းဆန်းရှက်ရှောက်ဖို့ပြီးစားကြတဲ့တွေကအဖေစီကပါတဲ့တွေတော့မဟုတ်ဘူး။အမေစီကပါတဲ့တွေ။အဖေကညောင်လေးပင်တဲ့ စုံမြောင်းရောင်စားတိပေမဲ့ထွေလီကလည်းစားလို့မရှိဘူးမန္တလေးသူအမေကျွေးလို့ပဒတ်ပရက်ဖာကြွက်တောင်ပစင်းခါကျင်တွေကျွန်တော်စားဘူးတာပေါ့အမေချက်မကျွေးပဲလဲလင်းတို့ပုတ်တယ်ပရက်ကလားဖက်ပြုတ်တွေတရက်မှစားခဲ့ဘူးပဲအခုလဲဝေါဝန်သားကလက်မတည်လေးကတ်လွယ်သွားတယ်စက်သားချောက်ရမယ်ဆိုလို့ဆိုင်ကအမျိုးသမီးကြော်ပေးဖို့မှာပြီး တဆုထိုးစက်တင်ထားတဲ့ငားကင်ကြီးတစ်ကောင်လည်းမှားလိုက်တယ်။ဘိုက်ဆောင်နေစားချိန်ဘိုးကတကြောင်တပြုတ်ရဲသောတခရီးတဲ့တော်တွေဖြစ်တာကတကြောင်မိသားစုနှစ်စုဟာမလုံနိုင်ကြဘူး။စက်သားချောက်ပကံမာရောငားကင်ပကံမာပါလက်ချင်းစုံတော့ခဏခဏကျွန်တော်တို့မြေဆုံမှာစားခဲ့ကြတဲ့စက်သားကတော့စက်သားစစ်တယ်မစစ်ဘူးနဲ့ပတ်သက်ပြီးခရီးသွားအင်ရှင်မတွေရောအစားမျိုးစုံနှစ်ပေါင်း86နဲ့စားခဲ့ဘူးတဲ့အမေကရော ဘာမှမပြောကြမုံထောင်းရင်တော့စက်သားကတကယ်စစ်မှန်လို့ပဲဖြစ်ပါလိမ့်မယ်။နာတော့နာဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။